ကျမ်းစာကိုတော့မှလို့ကျမ်းစာကိုတော့မှပို့တာဖြစ်တယ်เนาะဒီဒီတိခါရောက်ကိုဆောင်းတော့အပြန်ကြရင်ဟိုတပတ်ဟိုရေလာလည်းပဲဆရာပြောက်ပြူလာတယ်အပြန်ကလည်းစစ်စစ်ထားတော့ကျမ်းစာကဖြေသွားတယ်လို့ပြောရတယ်ဆိုတော့အဲ့တော့ကျွန်တော်လည်းဒီဘုန်းကြီးကိုဆုံးလေးတဲ့ကားစင်တော့ပို့စင်ပြေလားဆိုပြီးတော့ဆိုတော့ဒီလိုစစ်စစ်ရှိမယ်လို့ကျွန်တော်ပြောလေးပါဘူးအော်ညောင်းလေးဟိုတမဲရှားကြီးနဲ့ခုလိုတွေ့ဆုံရတဲ့အတွက်ဖျားကြီးကျေးဇူးတော်ကြီးပါတယ် ဒီမှာလည်းပဲအားလုံးကိုရလာကြတဲ့ပြည့်လည်းပဲကျေးဇူးတင်ပါတယ်ဆိုတော့ကျွန်တော်တို့ကရန်ကုန်မှာရောက်လာရှင်ဘောက်ကမှာဒီပါတယ်အလေးအင်းတော်ရဲ့အေးဦးဆရာသူဖြစ်ပါတယ်ဒီအေးဦးဓမ္မပေါ်လေးမှာလည်းပဲ2019နေပြီးတော့ဒီနေ့ထိကျွန်တော်အချိန်ပိုင်းနေနဲ့ဓမ္မပညာပို့ချလည်းရှိပါတယ်ဆရာကျွန်တော်တန်လည်းပဲကျွန်တော်ကျောင်းသားဖြစ်ခဲ့တယ်နော်ဖြစ်ခဲ့ပါတယ်ကျွန်တော် class နောက်ကျွန်တော်ဒီ ဆရာသူကြီးချူရိုအသိတော်ဆီလို့တဲ့အဲ့မှာ full boss for MYGS ပေါ့နောက်ကအဲ့မှာလည်းပဲကျွန်တော်နံပါတ်အဖို့ချပါတယ်နောက်ကတော့ကျွန်တော်ဘယံကုတ်ခဲဘာသာပေါင်းဆောင်တာခရီးရန်ပုံထားနေတယ်လည်းပဲအခုအစိတ်ခံနေပါတယ်နောက်ကျွန်တော်ရန်ကုန်ကနေလည်းမာတော့ဆယ်ဒီလောက်ကျွန်တော်တာနာနဲ့ပုံထားလုပ်တယ်အခုဒီတက်တန်းမှာတော့ကျွန်တော် commission director ဒီလိုတာနာပြုခံအောင်နေတယ်ကျွန်တော်အစီအခံလေးရှိပါတယ်ဒါတော့ကျွန်တော်ရဲ့ อู่แล้วจําปองในเทยะนี้ในဖြစ်ပါเลยส่วนอู่ที่จีเอ็มบีกับห้จีเอพีเนี่ยมันมากราฟเส้นมาเนี่ยทีนี้เราเนี่ยใต้วิชานี้ชาเลยเนาะเอาล่ะใต้วิชานี้จาจาเตื้อเอ่อตัวกุญแจเอ่ออดีตเนี่ยเนาะ ပြေလို့ရဘူးသူပြောဒါဒီရှိကိုလည်းဒီစကားပြောရတယ်လေတော့ကျွန်တော်လောကမှာအသက်ရှင်တာလေဒီအတွက်ပဲဖြစ်ရမယ်နော်ရောက်တဲ့နေရာတိုင်းမှာကျွန်တော်ယေရှုကကျွန်တော်ဒီကောင်းကြီးဝင်နေတဲ့တတော်အပေါင်းတို့ဘိုင်းအင်ဂျီတရားခေါ်ကြပါဘူးတော့ကောင်းတဲ့ဆီတော့နံပါတ်9ဘာဖြစ်စပေးကြပါဆိုပြီးတော့ဒီအမိတ်မှာလည်းအတွက်ဒီနေ့တော့ဘယ်နေရာပဲရောက်ရောက်ကျွန်တော်ဖျားသူများကဒီလိုစုဝေးပြီးတော့အသက်ရှင်တဲ့ဖျားကိုချီးမွမ်းထောင်းတာပြဖို့ဒါကကျွန်တော်တို့ first priority ဖြစ်ပါတယ် hallelujah ဒါကြောင့်ခုလိုဒါကျွန်တော်နေတဲ့အခြေဖြုံးနေတာမဟုတ်ဘူးတကယ်ဘုရားအလိုရှိတဲ့အရာဘုရားရှိမှကျွန်တော်ရောက်နေတာဖြစ်တယ်ဘုရားကကျွန်တော်နဲ့အတူရှိနေတယ်ဆိုတဲ့အကြောင်းကိုယုံကြည်ခြင်းနဲ့အချီးမွမ်းခြင်းဂုဏ်ပြုခြင်းကိုးကွယ်ခြင်းအားလုံးဖြောက်ပေးနေတာဖြစ်ပါတယ်တော့ဒီနေ့နောက်ဘက်တော့ဒီချက်လေးလိုက်ဆိုပေးပါအာဆာလန်၄၀အခန်းငယ်ဖြစ်ပါတယ်နောက်ဘက်ကျွန်တော်နောက်ပါလိုက်ဆိုပေးပါနော်တမင်ကြီးရဲ့ဒီ မင်းဒီရီရေစီတော်ချောင်းကိုရေစီတော်ချောင်းကိုဘောတာတကယ်တို့ကျွန်တော်ဝိညာဉ်ဒီကျွန်တော်ဝိညာဉ်ဒီဘောတော့ပေါင်းတာပါကြီးဘောတော့ပေါင်းတာပါကြီး Now ဧဖေဝရစာခန်းကြီး9ထဲမှာဆိုရင်နှုတ်ဘတ်တော်ရေနဲ့စေကျော်ဖို့ဆိုမှပြောထားပါတယ် အစောဒီနေ့ကျွန်တော်နေတဲ့ဒီထဲကနေပဲအချက်၃ချက်အားဖြင့်ကျွန်တော်ဝင်ကပြောလို့ပါတယ်။တမင်တရဲ့ဒီရေစီရောချောင်းကိုတောင်းလာပြီးတော့ကျွန်တော်ဝိညာဉ်တောင်းတာပါဒီဆိုပြီးတော့စာလန်ဆရာကသူ့ရဲ့အသက်တာကိုတမင်တရဲ့ဒီနေ့တိုင်းတာဖြစ်တယ်။တမင်တရဲ့ကကျွန်တော်သိရဆိုတော့တမင်တရဲ့ကတော့တစ်မျိုးတစ်မျိုးလောက်ပဲ။ဒါပေမဲ့သူ့ရဲ့အမျိုးအစားပေါင်း အော်တပေါင်းလို့ရှိတယ်ဆိုတော့ဒီတမီတရေနှစ်မှဝင်တဲ့ဇီဝစာနော်အဲဆိုတော့ဒီတမီတရေနဲ့ဘာလို့စာစာနာဆရာကကျွန်တော်ယုံကြည်သူတက်တာနဲ့ခိုင်းရင်ခိုင်းလဲဆိုရင်ဒီတမီတရေအမျိုးရရတဲ့သူကစမ်းချောင်းနဲ့ဝင်ဝင်မမနေဘူးအဒီဆုံးနေရာမှာသူတို့ကချက်စားတဲ့အမျိုးဖြစ်ပါတယ်ဘာလို့လဲလို့ပြောရင်အဲ့ဒီတမီတရေရေမရှိလို့မဖြစ်ဘူး

نمبر تھی تمی آیو آنے لا بارو تمی دیے دیا چاری اتا سا تک واری اسا او کھا لے سوی ترو یہ امی آیو چھوٹے لارے کھاما یہ دو ای بے سوی مکھوی شاہ کرو ایری تب ناشی تاو جنے چنو پھیات آمی لیا لے بے چنو ما بھنی جی یا سوی تھی پا دو پاٹو چانا چین پا دو پاٹو نے اتشی چین دو پاٹو سی چین مو آنے لارے کھاما چنو یہ တော့လောကပိုင်းဆိုင်အမြင်တွေဝိညာဉ်ပိုင်းကအမြင်တွေကျွန်တော်မြင်တဲ့အရာတွေကနှုတ်ပတ်တော်နဲ့မခွဲခြားတတ်တော့ဘူး။ဘုရားမြင်တဲ့ကျွန်တော်မမြင်လာတတ်တဲ့အခါမှာယံသူမိတ်ဆွေမခွဲခြားတတ်တဲ့အခါမှာယနေ့စာရန်ရဲ့ဖြားရောင်းသွေးဆောင်ခြင်းခံရတာဖြစ်တယ်။စာရန်ရဲ့ဝါးမြူခြင်းခံရတာဖြစ်တယ်။နောက်လည်းပဲပေတရုကပြောဆိုတဲ့တစ္ဆာကိဘုကပန်း ဆိုပြီးတော့အများအားကျွန်တော်တို့အစစ်သင့်ဖြစ်နေတော့ဘုရားဘက်မှာပဲအားကြီးပြီးတော့အသက်ရှင်တတ်လို့ဖြစ်ဖို့အရေးကြီးတယ်ဆိုတော့ဒါနဲ့တပည့်တွေရဒီတိုင်းသူ့ရေဓာတ်အားနဲ့လာတဲ့ခါမှာသူကသူ့ရဲ့အမြင်အာရုံဝေဝေးမမြင်နိုင်တော့မှုန်ဝါးဝါးဖြစ်လာတကယ်တော့ပင်ကိုအရမှာဆိုရင်ဒီသတိတွေရဲ့အမျိုးတွေကကျွန်တော်ဒီတပတ်ဆိုရင်360ကျပ်ရှိရတယ်ဒါပေမဲ့သူက320မြင်နိုင်တယ် ကျွန်တော်က180ပဲမြင်တယ်။တော့ဒီဒီမှာရှင်းကြည့်မယ်။ဒါဒီမှာ90ကျွန်တော်ဆိုရင်ဒီဒီတော့ပဲမြင်နိုင်တယ်။ဒါ180ရှိပဲမြင်တယ်။ဒါပေမဲ့တမီရဒီလိုလူကြီးကိုသူ့မျက်နှာကဒီနားရောက်နေတဲ့အတွက်သူက30ဒီကချိန်မှဆိုရင်360တပတ်မှာသူက320မြင်နိုင်တယ်။တော့အသားစားခံရဖို့သူ့မှာအလုတမရဲအောင်ဖရာသူ့ကိုအားသာချက်ပေးထားတာ320မြင်နိုင်တဲ့ရေလုံးပေးထားတယ်။ ဒါပေမဲ့လည်းသူကအစားခံတယ်။ဘယ်ချိန်မှလည်းအများကြီးရေတက်အားနေတဲ့အချိန်မှာသူ့ရဲ့အမြင်အရကတကယ်တော့320ကျက်ကျက်မြင်ပေမဲ့လို့အမြင်ဓာတ်အားနေသွားတယ်ရင်ထအားနေတဲ့အခါအမြင်အရုံအားနေတာဖြစ်တယ်။ဒါောင်းလည်းပဲနံပါတ်၁ချက်ကျွန်တော်ကြွားယူခွာကျွန်တော်ရောက်စီတိုင်းနှုတ်ပတ်တော်ကိုဖတ်ယူပြီးတော့နေတာမပြတ်ဆင်ခြင်အောင်လို့သူကမင်္ဂလာရှိရဆိုပြီးတော့ဆာလံတစ်ကပြောထားတဲ့အတွက်ယနေ့ကျွန်တော်ဖျားရဲ့တာမီးများကြီး လုတ်ပတ်တော်ရေနဲ့ကျွန်တော်အသက်ရှင်ဖို့ဖြားလို့ရှိတယ်။ဟာလေလုယ။အဲ့ဒီမှာကျွန်တော်ရဲ့လုတ်ပတ်တော်နဲ့ပြည်တိုင်းအရာရာဘုရားလိုတော်နဲ့ညီတက်လာတယ်။ပိုင်းခြားတက်လာ။အခက်ခဲစင်းရဲတို့ကအော်ဒီအခက်ခဲကဘုရားပေးတဲ့အခက်ခဲလား။ဒါဆိုဘုရားပေးတဲ့အခက်ခဲဆိုရင်ဒါ test လို့ခေါ်တယ်။စစ်စစ်ဆေးတာဖြစ်တယ်။ဒီစစ်ဆေးတာကကောင်းဖို့အတွက်ပို့ပြီးမြင့်လာဖို့အတွက်ပို့ပြီးရင့်ကျက်ဖို့အတွက်ဘုရားပေးတဲ့ညာဖြစ်တယ်။အော်ဒီဟာက temptation လား။ ဒါကဖြောင်းပေးဆောင်ချက်တာဖြောင်းပေးဆောင်ချက်ရတာကဘုရားရဲ့ဝေးရောက်လို့ဆွဲခေါ်နေတာဖြစ်တယ်။နောက်ဒီနေ့ကျွန်တော်တွေ့ကြုံရတဲ့အခြေအနေအားလုံးကိုတမန်တော်ကတော့ရေတပ်ပြေးဝနေမယ်ဆိုရင်တော့အာဒါကစာရန်ရဲ့တွေးဆောင်ခြင်းကယေရှုနာမနဲ့မောင်းထုတ်တယ်။ယေရှုနာမနဲ့တားဆီးတယ်။အော်ဒီအရကဝိညာဉ်တော်ဘုရားကတာယူရင်းချဖို့လုပ်တဲ့အရာပဲဒါဆိုတော့ဒီရခက်ခဲငွေကြီးချမ်းမာကြီးဘာခက်ခဲမဆိုရတဲ့ငါပါ ဘာလို့လဲဆိုဖယားကျွန်တော်နဲ့သူရှိတယ်ခုနတဘာပြဖတ်သွားလို့ပဲဝင်လေးပြမတော်သူပေါ့ငါထန်တာဒါကြောင့်ဘာလို့ပြောရတာကိုတော့ဒီအခက်အခဲကြီးနဲ့ဒီချမ်းမာကြီးအခက်အခဲဒီမွေးကြီးအခက်အခဲအဒီပညာကြီးအခက်အခဲအားလုံးဒီဝင်ကြီးတွေကျွန်တော်မမှန်ဗမာပဲလို့ကျွန်တော်ကိုဆွဆွဲတဲ့အရာတွေဒီအရာတွေအားလုံးကိုတော့ထန်လို့ပြန်အပ်ပါတယ်ကိုတော့ကျွန်တော်ကိုကုညီပါဖြည့်ရှင်းပေးပါဖယားနဲ့ပြူသွားလာတဲ့အခါအဲ့ဒီအခက်အခဲကသူ့အတွက်ကောင်းဖို့ဖြစ်ပါ ။ဒါကြောင့်ကြားစားမှာပြောလို့ဆိုရင်ဥပမာလေးအများကြီးပဲယောဒကုကြီးပါနော်။အရောင်းစားခံရတယ်။တဏှာပြီးတဏှာရောင်းစားခံရတယ်။ဒါပေမဲ့နောက်ဆုံးအဲ့ဒါကောင်းပြီးဖြစ်သွားတယ်။ဆိုလိုတာကယုံကြည်သူများစီလည်းဘုရားနာမကြောင့်ယေရှုကိုယ်တိုင်ဒီကြားစားလေးမှာဒီပေတုထဲမှာလည်းပြောထားတယ်ခရိယံဖြစ်လို့ဆင်းရဲခြင်းခံရတယ်ခရိယံဖြစ်လို့ပြောခြင်းခံရတယ်မင်္ဂလာရှိတယ်လို့ပြောထားတယ် ။နောက်ပြောချင်တာကျွန်တော်ဒီဘုရားသခင်ဖြစ်လို့အခက်အခဲမကြည့်ရဘူးလို့ကျမ်းစာမှာပြောထားဘူး။ပုံပြီးရင်းကြအောင်ယေရှုခရစ်တော်ဖျားကိုယ်တိုင်ကလည်းပဲစုံစမ်းတွေးဆောင်ကြည့်ခါရဲကျွန်တော်ကဲ့သို့ပဲအခက်အခဲတွေ့ရတယ်။သို့တော်လည်းယေရှုကနောက်ကိုယုံကြည်သူကလောကကိုအောင်မြင်အောင်မြင်လို့ဆိုတာ။ဟာလေလုယ။နောက်ဒီနေ့ကျွန်တော်ကအခက်အခဲတွေ့ကြုံပြီးမှသာလေရင်းချက်ချင်းလို့ဖြစ်လို့ရောက်မှဖြစ်တော့ကြောင့်ကျွန်တော်ရဲ့ဝိညာဉ်ရေးရမျက်စိအားဖြင့် Wi-Fi ပန်းချနိုင်ဖို့ ဖရာသူတို့နဲ့ဒီဝေဖန်ပိုင်းခြားနိုင်ဖို့တုတ်ပတ်တော်ကိုကျွန်တော်ဆင်ခြင်အောင်ပြီးတဲ့အခါမှာတော့ကျွန်တော်ဒီတမင်တရကဲလို့190ပဲမဟုတ်ဘူး180ပဲမဟုတ်320မြင်နိုင်တဲ့အခွင့်ပြပြပေးရပါတယ်။တော့ဒီနေ့ကျွန်တော်အခက်အခဲများရှိနေတယ်၊ပုံဝါးဝါးဖြစ်နေတယ်ဆိုရင်လုပ်ပတ်တော်နဲ့ပြန်လဲအဖြေရှာပါလို့နံပါတ်၁ချက်အားပေးလိုပါတယ်။ကောင်းပြီနံပါတ်၁ချက်သွားရအောင်။နံပါတ်၁ချက်ကတပြည့်တည်းရဲ့ဒီရေဓာတ်ချုပ်တဲ့လာလို့ရှိရင်မဖြစ်လာဆိုပင်ကိုအစွမ်းရော့ တကယ်တော့ဒီသမီးတည်းရဲ့ဆိုရအမျိုးမှာသူတခါခေါင်းလိုက်ပြင်းစဲခုန်လိုက်အမြင့်ခုန်ပြီးဆယ်ပြလောက်ခုန်လိုက်ဒါသူရဲ့ပြင်ပေါ်ပဲအဲဆိုခုန်လိုက်တယ်ဒါလို့ကြားတဲ့သမီးနဲ့အပြည့်တန်ဘူလူနာနဲ့သမီးဘူလူနာနဲ့တည်းကြားနိုင်တယ်နော်အဲဟုတ်ကဲ့မအောင်ညီမသမီးနိုင်ပြီဟုတ်လားဒါဆိုရင် တမင်ကတနားမှာဘလောက်ကြီးလဲဆိုရင်ကီလိုမီတာ60ကြီးနိုင်တယ်။နော်။ကြာကီလိုမီတာ60ပဲကြီးနိုင်။ရှင်ပြေလို့ရှင်ကြာဘယ်တော့မှမနိုင်ဘူး။ဒါပေမဲ့လည်းဘာလို့တမင်ကကျွန်တော်တွေးတဲ့အခါတိုင်းမှာတွေးတဲ့အခါတိုင်းလို့မဟုတ်ဘူး။တွေးတဲ့အရာအချို့တော်များများမှာစားခံရတယ်။ကြည့်လေသူရဲ့ပင်ကိုယ်ဆဲက30 70 ခုံနိုင်တယ်တစ်ချက်တစ်ချက်ကိုကြီးနိုင်တယ်ရှင်ပြလို့ရှင်ဘယ်လိုမှမဖြစ်ဘူးဒါပေမဲ့လို့အဲ့မှာဘာလို့ပစားခံလဲလို့ပြောရင်စိတ်ကကြီးရပေါ့ပင်ကိုဆရာကျော်သွားတယ်တို့မှာရေကအားနည်းနေတဲ့အခါမှာခုနပြောတဲ့ချီလို60ကိုပြေးနိုင်တော့တခါခုံလို့ရှိရင် ပေးနေဆဲမကုန်နိုင်တော့အမြင့်ကိုလည်းဆဲပေးမကုန်နိုင်တော့သူ့ရဲ့ရေကအားနေလာတဲ့အခါမှာဖယားသူ့ကိုပင်ကိုပေးရတဲ့အစွမ်းရွတ်နေပေါ့ယနေ့ကျွန်တော်ရောက်စီတိုင်းဒီယောမတစ်ဆယ်ဆက်ကိုရယုံကြည်ခြင်းဒီဈာနာခြင်းဖြစ်ပြီးဈာနာခြင်းလည်းဖျားကျုပ်ဘတ်တော်အဖြစ်ဖြစ်ဆိုတော့ဒီနေ့ကျွန်တော်ဘုရားလူဘတ်တော်ချာနာတယ်ချာနာပြီးတော့ယေရှုခရစ်တော်ဖြောက်မိမိကယ်ဆင်းသခင်ဒီနဲ့ယုံကြည်လက်ခံပြီးရဲ့နောက်ပိုင်းမှာ ကျွန်တော်ရောက်ရှိရတဲ့နှလုံးသားကြီးကတန်ရှင်တော်ဝိညာဉ်တော်ရဲ့ခြေဝိညာဉ်ဗိမ္မာန်ဖြစ်သွားတယ်။ပြစ်ခေါ်36ရာ။အဲ့တော့ဘုရားရဲ့ဝိညာဉ်တော်ခြေဝိတော်ကျွန်တော်ရောက်ရှိတိုင်းဒီဘုရားကကျွန်တော်ကိုကလေးတယောက်၊လူငယ်တယောက်၊လူကြီးတယောက်ကျွန်တော်ပင်ကိုဆိုင်ပေးမိတာဖြစ်တယ်။ကျွန်တော်ပဲမတုံးပြရဖြစ်တယ်။ကျွန်တော်အိုင်းစတိုင်းရဲ့နော်။အိုင်းစတိုင်းအုံနောက်ပေါင်းလို့လို့တဲ့သူ့ရဲ့အုံနောက်ကိုဟိုပြတ်တိုက်ခဲ့မှာထားတာ ထပ်ကဘာပြောသွားလဲသူကဒီဦးလေးတော့ခုတည်ထူခဲ့ကဘာတေးကြီးဆွဲအားလေးအဲ့လိုတူတည်ထူခဲ့အုံတော်အရင်ကောင်းတယ်ဒါပေမဲ့သူကဘာပြောလဲဆိုရင်ကျွန်တော်ဖျားသားပြီးနေတာတဲ့ဖျားကျွန်တော်တရားရာခိုင်လို့ကောင်းချီးရဖို့အလိုရှိတော်냐လဲကျွန်တော်ဒီရဲ့ less than 1% Lucas တိတ္တမတိရာခိုင်လို့လည်းနေတဲ့ကောင်းချီးတွေနဲ့ပဲကျွန်တော်လောကကြီးဆက်သွားချင်တယ် 咱的 s i n g a p 嘛，YouTube 上家伙嘞，Where is the great treasure of Singapore？没得。s i n g a p e 那个也巴拿泰国蛮多的，没得、嗯。他说就那话，美国哥嘛没交。马来西亚那个也巴拿泰国没马戏西亚的。哈哈哈，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 哈

စင်ဘူးနိုင်ငံရဲ့ဘာနာတိုက်ကြီးကတင်းချိုင်းမှာဒါဖျားเจ้าမှာပြောတာနော်ဘာကြောင့်လဲကြည့်တာတဲ့ဖျားသခင်ရာတဲ့ကျွန်တော်ကိုလောကမှာကောင်းကြီးတွေသူ့ရဲ့ပြင်ဆင်တဲ့အရာတွေပေါ့လူတူစီအတွက်အများကြီးသက်သွားတယ်တဲ့ဒါမဲ့လူလူတယောက်ကတဲ့40ရာခိုင်နှုန်းပဲဖျားပေးတဲ့ရှုကျေးဇူးတွေမတုံးဘူးမှာတည်သွားတည်သွားကြတဲ့အတွက်တို့မှာလူတယောက်တည်တိုင်းမြုပ်သွားတာဘယ်လောက်ပါပါလဲတရားမှာ 60ရာခိုင်နှုန်းတည်းသူနဲ့သူပါသွားတယ်တကယ်တော့သူ့ဖျားကတရားရာခိုင်နှုန်းစုကျေစုပေးရတယ်အများဆုံး40ရာခိုင်နှုန်းပဲသူအတုံးပြုပြီးတည်သွားတဲ့အတွက်သူတည်သွားတဲ့အခါမှာ60ရာခိုင်နှုန်းကပါ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 တော့တင်းချိုင်ဖို့မှပဲဖျားရဲ့စုကျေစုတွေနဲ့ကောင်းချီးရအဆုံးတတ်သွားတယ်လို့သူကအဲ့လိုကိုပြောခဲ့တယ်ဆိုလိုတာဖျားကကျွန်တော်ကိုဘာလို့ဒုနာဖြစ်ခိုင်းရလဲနောက်ဆိုင်ရစ်ဝါရန်ရေးတဲ့ဆောင်းတွေအဲ့ရေး၄၀ဆောင်းတွေ သူနှစ်ပေါင်း20ရေးလိုက်တယ်ရက်40အတွက်ကိုနှစ်ပေါင်း20ရေးလိုက်တယ်ထုတ်လိုက်တဲ့အခါမှာကမ္ဘာရောင်းရအကောင်းဆုံးဖြစ်သွားတယ်အဲ့ဒါနဲ့ပဲသူဒီ pride ကလုံလောက်ပါတည်ထောင်တည်ထောင်နိုင်တယ်ခဲ့သူကဘာပြောလဲဆိုကျွန်တော်ရောက်ရှိတိုင်းရဲ့နှလုံးသားလေးကြီးကဲလို့ပွင့်နေရမယ်တဲ့လေးကြီးဆိုမပွင့်အဲ့ဒီလေးကြီးပုံနဲ့ဆိုတေဖို့ပဲတော့ကျွန်တော်နှလုံးသားလေးဖွင့်ပြီးမှအသက်ရှင်ဟုတ်ရန်ဖြစ်တယ်အဲ့ဒီကမှာဖခင်ရဲ့အလိုတော်တွေကျွန်တော်သိရှိနားလည်ပြီးတော့ဖခင်ပေးတဲ့အစွမ်းနဲ့ သူ့အချိန်နဲ့သူအခက်ခဲတွေ့မယ်သူ့အချိန်နဲ့သူအောင်မြင်ပြောဖျားဘုံတော်တွေကျွေးကြော်နိုင်မယ်ဝေခံနိုင်မယ်အဲ့ဒီအတွက်ဖျားကကျွန်တော်ကိုရည်ဝင်လာတာပဲအဲတချို့တော့သူတို့ဆိုရင်ပေးဆက်ခြင်းနဲ့ဘဝအဆုံးတက်သွားတယ်တချို့တော့သူတို့ဆိုကောင်းစားခြင်းနဲ့ရိတ်ကင်းခြင်းနဲ့အဲသူသူ့ရဲ့တက်တော်ဖျားကရုပ်သိမ်းသွားတယ်ဒါကဖျားရဲ့အကျဉ်းစီတော်ထဲမှာပဲရှိတာပဲဆိုလိုတာကတမင်တည်းရဲ့ဒီနှုတ်ပတ်တော်ဒီရေတအားနဲ့နေလို့ရှိတယ် သူ့ရဲ့သပေကိုအစွမ်းညော့နေပါတယ်။ဒါဒီနေ့ကျွန်တော်အသက်ရှင်တဲ့အခါမှာတချို့သူသင်ရှင်းစောတန်းတယ်ကွာအသက်မရှင်ရှင်တော့ကွာဘာလို့လုပ်ဖြစ်ရလဲကျွန်တော်နေ့စဉ်အသက်ရှင်ခြင်းကမင်္ဂလာရှိတာဖြစ်တယ် ဟာလေလုယာအာမင်သင်္ကန်းရှိတာဖြစ်တယ်အဲ့တော့ဘလိုလိုဝေခံခြင်းနဲ့ချီးမွမ်းခြင်းနဲ့အောင်မြင်ခြင်းနဲ့ဝိညာဉ်ရေးမှာနော်ကျွန်တော်အောင်မြင်ခြင်းနဲ့ကျွေးကြော်ခြင်းနဲ့ကျွန်တော်ကဘုရားကိုပဲဘုံဝိပြီးအသက်ရှင်သွားဖို့ရဖြစ်ပါတယ်။နောက်ကျွန်တော်မှာပင်ကိုအစွမ်းရှိပြီးသားဖြစ်တယ်လို့ကျွန်တော်ဝေခံဖို့ဖြစ်တယ်။ဟာလေလုယာအာမင်ဘုရားနာမ၌နော်ကျွန်တော်ကပင်ကိုအစွမ်းနေရှိပြီးသားဖြစ်ပါတယ်။လုံးဝအားနည်းစရာမလိုပါဘူး။ ကျွန်တော်ဒုက္ခထဲမှာဘုရားကျွန်တော်နဲ့တူရှိတယ်ကျွန်တော်ရဲ့အောင်မြင်ခြင်းမှာဘုရားကျွန်တော်နဲ့တူရှိပါတယ်ဒါကြောင့်ကျွန်တော်ရေတက်မနေဘူးဆိုလို့ရှိရင်တော့အဲ့ဒီတပည့်တည်းရဲ့ဟာတက်တန်းစီလောကမှာအသက်ရှင်သွားမှာဖြစ်တယ်တကယ်တော့ရေတက်အားနဲ့တော့သူ့ရဲ့ပင်ကိုအစွမ်းကြီးညှော့နေပြီးတော့သူ့ကိုလောကမှာထားတဲ့တက်တန်းညှော့နေတော့ဖို့ဖြစ်ပါလေဒါကြောင့်ဒီနေ့ကျွန်တော်ဒီလောကမှာဘုရားထားတဲ့တက်တန်းစီနေတော့ဖို့ဆိုရင်နှုတ်ဘတော်ရေတက်မညှော့နေဖို့အလိုရည်ကြီးပါလေ တတိယချက်တမင်ပြေကရေဓာတ်ချိုးတက်လာလို့ရှိရင်ဘာဖြစ်လဲဆိုရင် သူ့ရဲ့ကိုယ်ခန္ဓာကြီးအညီနဲ့ထွက်အညီနဲ့ထွက်တကယ်တော့ဘုရားကဒီတမင်ပြေဆိုတဲ့အမျိုးတွေကိုဘာပေးထားလဲဆိုရင်တဘာဝနဲ့စီလိုအောင်သူ့ကိုနေထိုင်တတ်ဖို့သူ့ကိုပင်ကိုဆိုင်ပေးထားဘယ်လိုပေးရလဲဆိုပန်းခင်းထဲမှာတွားရင်သူ့ဆရာပန်းအနံ့တွေထွက်တယ် နောက်တနည်းအားရောက်ရင်အဲ့တနည်းအားရဲ့အနာကသူ့ကိုဖတ်စီတယ်အပုံနဲ့မထွက်ဘူးအညီနဲ့မထွက်ဘူးအဲ့ဒါကြောင့်တကယ်လို့များဒီပန်းခင်းထဲမှာကြားကောင်အိတ်နေရင်သူမမြင်ဘူးဆိုရင်အိတ်နေလို့ရှိရင်ဒီတမီးကအေးစင်းဖြစ်သွားလို့ရတယ်အဲ့တော့သူရှူနေတဲ့အနတ်တွေကအားလုံးကဒီပန်းအနတ်ပဲဖြစ်နေတယ်။သူကလည်းဖြည်းဖြည်းလေးသွားလိုက်။အဲ့လိုမျိုးသူ့ရဲ့ကိုယ်ခန္ဓာတွေကဒီအနတ်ကို သူ့ရဲ့ရင်မြေတော်တော်နဲ့ကိုက်ပြီးတော့ဖွင့်နိုင်အောင်ဘုရားသူ့ကိုပေးဖို့ဒီလိုအနံ့ပေးလာတယ်။နောက်တစ်ခါ तू ကဒီအတန်နဲ့ချိတ်ဆက်တယ်နော်တော့တရေဒီဆိုတော့អော်တာပေါ့អော်ပြီးတော့အဲသူတို့ရဲ့អော်တဲ့အဲမှာလူဝတ်ချက်ပါပြောချင်တာဒကောင်နဲ့ဒကောင်သူတို့ချိန်ဆက်တဲ့အခါမှာအတန်နဲ့ချိန်ဆက်တယ်အတန်နဲ့ချိန်ဆက်တယ်ဒါပေမဲ့ရေကချိုးတဲ့အခါမှာ သူတို့ပန်းခင်းမှာပဲတော့သွားသူတို့ထက်အညီနဲ့ထွက်နေတဲ့အတွက်အသားစားတဲ့ကောင်းတဲ့အိတ်နေလို့ရှိရင်ဖိုက်မဆိုင်တော့မှအဲ့ဒီအညီနဲ့ကလာစားပါလာစားပါဆိုမှဖိတ်ခေါ်တာဖြစ်တယ်။အဲ့တော့ဒီနေ့ကျွန်တော်ယုံကြည်ပြီးဘုရားသခင်ကနှုတ်ဘတော်ကြီးအားနည်းတဲ့အခါမှာစာရန်ကသူ့အတူတောင်းနေနေတာကျွန်တော်ကလာဖြားရောက်ပါကျွန်တော်လာပြေးဆောင်ပါဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်ကဖိတ်ခေါ်နေလို့ဖြစ်သွားတယ်။ကျွန်တော်ရဲ့အကျိုးဆိုရင်ကျွန်တော်ရဲ့အမှုချင်းတွေကျွန်တော်ရဲ့ပြေးခေါ်တဲ့ညာအားလုံးက စာရန်အလိုရှိတဲ့အရာတွေပဲဖြစ်နေတယ်အဲ့လိုမျိုးဖြစ်သွားတာပါအဲ့လိုမဖြစ်အောင်ကျွန်တော်ဒါကြောင့်လည်းပဲပြောဆိုတဲ့အခါကြံစီတဲ့အခါမှာကျွန်တော်တင်းရဲ့နှလုံးသားဆောက်ချပါဆောက်ချပါလို့ကြံစာပြောထားတယ်ဘာလို့ကျွန်တော်အုံနောက်ကအတက်ရဲ့အခြေအနေမဟုတ်ဘူးနှလုံးသားအတက်ရဲ့အခြေအနေပြီးတော့ကြောင့်တင်းရဲ့နှလုံးသားဆောက်ချပါလို့ပြောတယ်ဒါကြောင့်ဒီနှုတ်ပတ်တော်အော်ဒီကြီးလာတဲ့အခါမှာအားကြီးလာတဲ့အခါမှာ နှုတ်ကတော့ဆင်ခြင်လာတဲ့ကောင်မှာကျွန်တော်နှလုံးသားပြီးလည်းပဲကိုရောချန်စီရဲ့အတိုင်းဖြစ်ပါစီဆိုတော့ကိုရောအလိုရှိတော့နှလုံးသားဖြစ်လာမှုရဖြစ်ပါတယ်မဟုတ်လို့ရှိတော့ကျွန်တော်ထဲမှာအချိန်နေတဲ့ကျွန်တော်ရဲ့အသက်ရှင်မှုကတခြားစီဖြစ်လာတယ်ဖြစ်လာတဲ့ကောင်မှာဘုရားကြောင့်တွားခဲ့အလကားပဲစံတော်ဖတ်တဲ့အလကားပဲဆူတောင်းတဲ့အလကားပဲဆိုရဲအဲ့လိုအနုပြင်မြင်လာပြီးတော့တဖြည်းဖြည်းဖြားနဲ့ဝေးသွားเสียအကြောင်းရှိပါတယ် ဒါကြောင့်အော်ကျွန်တော်တတိယအချက်အနေနဲ့ကျွန်တော်ကိုဖျားကအခြေအနေနဲ့ kait ညီတဲ့အသက်ရှင်မှုမျိုးဖျားကကျွန်တော်ခွာပြီးသားပါတယ်။ဒါအပြင်ယနေ့ကျွန်တော်ကိုဖျားကသူ့ရဲ့ကောင်းမြတ်ခြင်းအကြောင်းကိုချက်ချင်းပြောနိုင်ဖို့ဝေဝေးပြောနိုင်ဖို့ဖျားကို hallelujah တော့လည်းအခုဒီမှာရောက်လာတဲ့အခါမှာမြန်မာပြည်မှာတရားကောင်းမြတ်ကြောင်းပြောနိုင်ခဲ့တယ်။မလေးရှားမှာကျွန်တော်ပြောနိုင်ခဲ့တယ်။တချို့တော်သူများလည်းဆိုနိုင်ငံပြောင်းတဲ့အခါမှာလည်းရောက်တဲ့နေရာတိုင်းမှာဘုရားကောင်းမြတ်ခြင်းကိုကျွန်တော်ကြကြဲပြောဖို့ဝေးဝေးပြောဖို့ဆိုပြီးတော့ကျွန်တော်ပြောနိုင်မှာဖြစ်တယ်။ခုနရေတာအားနေတဲ့အခါမှာတော့ တို့ဒီအနန္တနဲ့ပဲမျိုးပွားမဲ့အချိန်ရောက်လာလို့ရှိရင်လည်းပဲသူကအဲ့ဒီအနန္တနဲ့ဆွဲဆောင်ပြီးမှအဖို့မှအနန္တနဲ့ချိန်ဆက်ကြတယ်။ရန်သူလာလို့ရှိရင်လည်းသူအချက်ပြရတဲ့ခါမှာလည်းအဲ့ဒီအတန်နဲ့ပဲအဲ့ဒီအော်တဲ့အဲမှာဟောဖွင့်ပြရအောင်ရန်သူလာပြီဆိုရင်အဲ့ဒါလေအတန်နဲ့အချက်ပြရတယ်။ဆိုတော့ဒီနေ့ကျွန်တော်မှာနှုတ်ဘတ်တော်အားနေရင်ကျွန်တော်ရဲ့ထွက်တဲ့အတန်တွေတူတူလေးဘုရားကြားတော့နောက်ဆုံးတော့မချီးမွမ်းခြင်းတော့အဲ့လိုအားနေတာအဲ့ဒါကကျွန်တော် မဖြစ်သင့်တဲ့အရာဖြစ်ပါလေတကယ်လို့နှုတ်ခတ်တော့ကျွန်တော်ပြည့်နေပြီဆိုတော့တယောက်တည်းလည်းပဲကျေးဇူးတော်ချီးမွမ်းနိုင်ပဲစနစ်တယောက်တည်းလည်းပဲဆူတောင်းနိုင်ပြီမှာဖြစ်တယ်နောက်ဆုံးဘယ်သူမှမဘာမှသူအားမပေးဘူးကိုယ့်အကိုအင်္ဂလိပ်တရားဖွက်ပြီးဝေစာရီဝေတာရီချစ်ချင်းမိတာပြတာလေလုပ်နေမှာဖြစ်ပါလေဒါကြောင့်တတိယအချက်အနေနဲ့ကျွန်တော်ရဲ့ပေါင်းခြင်းနဲ့အစင်ပြေအောင်ဖျားကကျွန်တော်ကိုခွာပေးထားတယ်ဆိုတဲ့အရာနဲ့ ဘုရားကောင်းမြတ်ခြင်းကိုသိတာပဲဖြစ်ကြီးတာပဲဖြစ်ဖြစ်ဝေးဝေးနဲ့ချက်ချက်ပြောနိုင်ဖို့ဘုရားကအလိုလိုရှိတယ်။နောက်ကျမ်းစာထဲမှာအဓမ္မဟောင်းခဲ့ပါဆိုရင်အစ်ကြောလူမျိုးတွေကိုပြောတဲ့ဆိုရင်တင်းရတော့ကိုချက်ချက်ဝင်တော့ဘာလို့ဆိုတာရှင်းဖို့လေတင်းရတဲ့ကိုချက်ချက်ဖြတ်ပါဆိုပြီးတော့ပြောပါတယ်ပြီးရင်တင်းရတဲ့အဲဒါကိုချက်ပါဆိုတာအဲ့ဒီကောင်းကြီးတုံးပေးပါတယ် ။တကယ်နှုတ်ကိုချင်းချင်းခွင့်ပါဆိုတာမှန်တယ်ဝါရီဆိုတာစားတော့ဖို့ဘုရားပြောလို့ဘုရားကောင်းမြတ်ခြင်းဝေခွေးတဲ့ချင်းချင်းပြောနိုင်မှုဖြစ်ပါလေ။လက်ကိုစပ်ပါဆိုတာဘုရားပေးတဲ့ကောင်းချီးပေးနာမြတ်အစေလိုက်ရယူခံစားနိုင်လို့လိုအပ်တဲ့နေရာမှာလဲခေးမပေးကံခေးဖို့လက်များဖြစ်ဖို့လဲဘုရားကိုရှိတယ်။တဲ့တဲ့ရောက်ချဲပါလို့ပြောတဲ့ခါမှာဝိညာဉ်ရေးနဲ့နယ်ပယ်နေတဲ့ရောက်တဲ့နေရာလေးမှာဖျားကောင်းမြတ်ခြင်းကြောင်ပြောသလိုဖျားသားများစီးပွားရှာတဲ့ခါမှာဆိုရင်မိမိစီးပွားကို ်ပြည်တွင်းပြည်ပချစ်ဆက်ပြီးအလုံးလုံးနိုင်ဖို့အတွက်လည်းပဲဘုရားကပြောတာဖြစ်တယ်ပညာရေးနဲ့ပတ်သက်လို့ရှိရင်လည်းပဲပညာရေးနဲ့ပတ်သက်ပြီးအဝိဆုံးတော့ယုံကြည်သူမျိုးကြည်သူနောက်တည်တဲ့အင်္ဂလိပ်ကျားနဲ့ပတ်သက်တဲ့နေရာမှာပညာရေးနဲ့ထိုးပေါင်းနိုင်အောင်ဘုရားကလှုပ်ဆောင်ပေးတာဖြစ်ပါတယ်။နောက်နံပါတ်3ချက်ကတော့ကျွန်တော်ဝိညာဉ်ကြီးရဲ့မှာလောကတော်ကိုဘွားလို့ဆိုတာသုံးဆောင်တဲ့အခါမှာတော့ဘုရားကကျွန်တော်ကိုချက်ချင်းပြောနိုင်ဖို့ဝေဝေပြောနိုင်ဖို့တော့ပေါ်ဝင်ခြင်းအခြေအနေအားလုံးမှာဘုရားတော်ကိုနဲ့အောင်မြင်နိုင်ဖို့ဘုရားအလုံးလုံးမှာဖြစ်ပါတယ်။နောက်ဆုံးတစ်ချက်

ပြန်နောက်ဆုံးပဲအင်းပြန်တော့တယ်ပြောချင်တာသူကကဘုံယူသူပြီးမှရေတောက်ဖြစ်ပါတယ်။နောက်ရေတောက်ပြီးတော့ကဘုံယူသူအဲ့လိုပဲဆာလံဆရာအဲ့ဒါမြင်တဲ့အခါမှာယနေ့ကျွန်တော်ဘုရားသားမိသားကြီးနှုတ်တော်ရေနဲ့ပြည့်နေတယ်ဆိုရင်တော့ကျွန်တော်တယောက်တည်းလည်းပဲခြိမွားနိုင်တယ်ကဘုံနိုင်တယ်အခွဲလိုက်နေဆိုလည်းကျွန်တော်ကဘုံခြိမွားနိုင်မယ်အဲ့ဒီအနစ်တာကဘုရားသားမိရဒုက္ခထဲမှာဆင်းရဲထဲမှာအောင်မြင်တဲ့အခါမှာပျော်ရွှင်တဲ့အခါမှာအားလုံး ဘယ်လိုအခြေအနေမှာဆိုဘုရားသခင်ရဝေခံခြင်းနဲ့ကြံ့ခိုင်ခြင်းနဲ့နော်အဲ့လိုမျိုးသွားဖို့ဘုရားလိုရှိပါလေအဲ့ဒီလေးချက်အရာကိုစာလန်ဆရာကအဲ့ဒီတဘာဝကိုမြင်သွားတဲ့အခါမှာအော်ကျွန်တော်ဘဝဒီလည်းပဲအဲ့လိုဖြစ်ရပါစေသမီးတွေဒီရေစီရောချောင်းပေါက်လာတဲ့ကျွန်တော်ဝိညာဉ်ဒီကိုတော့ပေါက်လာပါဘာကြောင့်လဲဆိုရင်ဝိညာဉ်ကြီးကမှနှုတ်ပတ်တော်နဲ့ပြည့်နေပြီဆိုရင်ကျွန်တော်ယူပါယုံယူပါယုံနဲ့နည်းနည်းလေးထပ်ပြောချင်ပါတယ်အချိန်ရပြီလားမလို့ ကျွန်တော်ယူပါယူတကယ်တော့ကျွန်တော်ယူပါယူဝေငါဖို့ဖြစ်တယ်ဆိုတော့လေအဲဒီခုနသမီးကြီးရပို့ပြီးတော့ကောင်းတယ်ခုနယူပါယူလေးကျွန်တော်လည်းထပ်ပြချင်တာတော့သုတ္တံကျမ်းကြီး28အငယ်16မှာရတဲ့ယူပါယူရှိတော့ဒီပါအကျိုးနဲ့ဖြစ်တယ်တရားတော်ဆောက်တော်သူပါဘုရင်ကရှိတယ်ဆိုတော့ခုနနှုတ်ပါတော်ပြည့်နေပြီကျွန်တော်ဘုရားကကျွန်တော်ကိုကယ်တင်ခြင်းရပြီးတဲ့အချိန်ကနေကျွန်တော်အရောက်ဆိုင်မှာယူပါယူရှိပြီးသားဖြစ်နေတယ် ဒါဆိုယူပါယုံဘလို့ပြီးမလဲယူပါယုံဟာတဲ့စစ်မှန်တော့ယူပါယုံဟာတင်းကိုနိုင်ပြီးအိတ်တော်ချင်းမရှိဘူးရှိနေမှာပေါ့တချို့ကအာယူပါယုံရပြီအေးဆေးပဲပြောနေမဟုတ်ဘူးအဲ့ဒါယူပါယုံအစ်မဟုတ်ယူပါယုံကတင်းကိုပြည်ဖို့ပျော်နေဖို့အဲ့လောက်ပဲပေါ့ယူပါယုံတင်းကိုမအိမ်မနေဖြစ်အောင်အဲ့ဒီအရာအတွက်ကိုစိတ်အားထက်တန်ဖို့ပြေးနေအောင်တိုးပို့နေတဲ့အရာဖြစ်ဖို့ရဖြစ်ပါတယ်ဓမ္မအုပ်ဖြစ်မှာတော့ယူပါယုံနဲ့ you buy on that in my dream and visions raw a pian na paw ja da mae di ni khit ma raw ain mae so la le ain mae mae di yan kaung ma le tait chi ni ko kaung na le da mae nu la le ka ma a la de ke ma phit bu le da mae you buy lo ma raw ain mae ain ni le chi ma you buy lo ja le dan chao le ka ma you buy lo ya le chan na pha le ka you ယူပါယူပါတဲ့ကိုယ့်ကိုအမြဲတမ်းသုံးဖို့နေတဲ့အရာဖြစ်ပါတယ်။ဒါကြောင့်လည်းပဲဟာဘုကအခါကြီးနေ့လေးမှာဆိုရင်အဲ့ဒီရတော့ယူပါယူဖို့ပဲမေ့တော့မှဆိုလို့ပြည့်ပြည့်ဖတ်နိုင်အောင်ရေးမှတ်ထားပါ။ရေးမှတ်ထားပါ။နော်။ဆိုင်းတော့လည်းပြောနေတော့နော်။အချိန်ကြောက်လာတဲ့အခါမှာအဲ့ဒါအမှန်တကယ်ပြည့်စုံရမယ်ဆိုတော့ဟာဘုကပြည့်ရင်မှဆိုပြောတော့။နောက်ဒီနေ့ကျွန်တော်ကဲဒီစိတ်ချဖို့ရပြီးတဲ့နောက်ပိုင်းမှာ ဘုရားကသူ့ကိုယူပါယူပေးလာအဲ့ဒီယူပါယူတိုင်းကိုကျွန်တော်အသက်ရှင်ရှောင်းလမ်းပေးတယ်အဲ့ဒီယူပါယူကတမိတီရဲ့အဲ့ဒါကိုကျွန်တော်ကနှုတ်ပတ်တော်ရင်းနဲ့ပြည့်နေပြီဆိုရင်အဲ့ဒီယူပါယူကိုကျွန်တော်ဝေဝေးနေပြင်နိုင်မှာဖြစ်တယ်အဲ့ဒီယူပါယူကြောင့်ကိုကျွန်တော်ချင်းချင်းပြောနိုင်မှာဖြစ်တယ်အဲ့ဒီယူပါယူကဘုရားကကျွန်တော်ကိုလောကမှာတသက်လုံးအသက်ရှင်တဲ့အခါမှာအဲ့ဒီယူပါယူအားဖြင့်ဘုရားဘုံတော်ထင်ရှားသူကိုရင်းနိုင်ပါတယ်ကြောင့်ဒီမှာရှိနေတော့ဂျေဘီမှာညမရောက်ကြတော့တမန်ကြီးရောက်ဆန်းနေတယ် ်တပည့်တရားကဲ့သို့ပဲနှုတ်ပတ်တော်ကိုမယော့နဲ့တော့အများအားကျွန်တော်ရဲ့ယူပါရုံကိုဝေဝေးမြင်နိုင်အောင်နောက်ဘုရားကျွန်တော်ပေးထားတဲ့ပေကိုပေကိုအစွမ်းစားများကိုသူ့အခြေအနေနဲ့ကြုံလာတဲ့အခါဘုရားဘုံတော်အတွက်အသုံးပြုနိုင်အောင်နောက်တစ်ခါကျွန်တော်ကိုဘုရားပေးထားတဲ့ပေါင်းချင်စီရီအောင်ဒီနိုင်တော့အနတ်တက်ထွက်စီခြင်းကျွန်တော်လောကမှာအသက်ရှင်တဲ့အခါမှာကျွန်တော်ပြောပါတင်တော့ကဤလောကရဲ့ဉာဏ်ဖြစ်တယ်တင်တော့ကဤလောကရဲ့စာဖြစ်ပါတယ်တင်တော့ကဤလောကရဲ့အမွေးချမ်းများဖြစ်ပါ တင်တော့ဒီလောကရဲ့တဏ္ဍာများဖြစ်ပြီဆိုတော့အဲ့ဒီလေးကိုကျွန်တော်ပြောရတာဖြစ်တယ်။ဒေါနမတ်၃ချက်အဲ့ဒါလေးကျွန်တော်လုံနိုင်ဖို့အတွက်လုံဘတ်တော်ရေကိုဝါလေးစွာတောက်ပေါင်းနာဖို့လိုပါတယ်။နောက်ဆုံးတစ်ချက်ကတော့ကျွန်တော်ဘယ်လိုအချိန်ဒီမှာဖြစ်လို့ဘုရားသခင်များဒီအလိုတော်ဝေခံတဲ့ကကုံချီးပွားနဲ့ဘုံကြီးချင်းကုန်ပြီရှင်အားလုံးကိုတော့ပေးရနိုင်တဲ့အသက်တာကိုဘုရားလိုရှိပါတယ်။ယေရှုကိုယ်တိုင်ငောက်ယူကြည့်တော်သူကလောကကိုအောင်တယ် ဆိုတာနံပါတ်1ကျွန်တော်ဒီဝိညာဉ်ကြီးရမှာအောင်းလံကိုလွတ်ထူထန်တော်သူဖြစ်ဖို့ရည်ကြီးပါတယ်ပြီးမှပဲလောကပိုင်းဆိုင်ရာအောင်းလံဘုရားကျွန်တော်ကိုရှိရဲဆိုတဲ့အရာနဲ့ဝိညာဉ်ပိုင်းဆိုင်ရာဝေကြီးချမ်းမာကြီးเนาะအားလုံးထဲမှာဘုရားဘုံတော်အတွက်ကျွန်တော်ဒီကြော်လွားနိုင်ပြီးတော့ဘုံကြီးချင်းကုန်လို့ချင်းအားလုံးကိုတော့ပြန်လေပေးရနိုင်တဲ့အတ္တတာပိုင်ရှင်များဖြစ်ဖို့ဘုရားကလိုလိုရှိပါတယ်ရောက်ဆယ်မှာဘုရားရှင်ကောင်းကြီးပေးပါစေအာမင်